ခုကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့ဖုံးမှန်ပြင်ကို၂၀တောက်ရုံနဲ့ဆက်ခွင့်ပွင့်အောင်လုပ်တဲ့နည်းလို့ကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါရယ်เนาะဒီလိုအတစ်လေးတွေအများအားတင်ပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လိုက်ရ subscribe လေးတွေလုပ်ပေးဖို့မမေ့တော့ကြပါနဲ့အောင်เนาะကျွန်တော်တို့ပထမဦးဆုံးစက်တင်လောက်အရင်ဝင်မယ်เนาะ ပြီးရင်ကျွန်တော်တို့ဒီ server မှာကျွန်တော်တို့ double test ဆိုတာလေးကိုကျွန်တော်တို့ရိုက်လိုက်မယ်နော် do u p ဒီ double test to wait ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နော်ဒီမှာအဲ့ဒီကောင်လေးအခုလို့ဆိုပိတ်ထားရအောင်အဲ့လိုကျွန်တော်အပြာချောင်းလေးဖွင့်အောင်ဒီဘက်ကိုနည်းနည်းဆွဲလိုက်မယ်နော်ဒါဆိုကျွန်တော်ဖွင့်ပြီးသားဖြစ်သွားပါပြီနော်မမ်းမြေနှစ်ချက်တောက်လိုက်မယ်နော် ဟုတ်ဒါဆိုကျွန်တော်စက်ခွင်လေးပွင့်လာပါပြီနော်ဟုတ်မန်မီ20တောက်လိုက်တယ်နော်စက်ခွင်ပွင့်မယ်နော်ပြီးမန်မီ20တောက်လိုက်ပြီဆိုတော့စက်ခွင်ရမိတ်တော့မှာပဲနော်